MSB ဒီပွဲမှာလည်းတည်တည်ချာချာလေးအာတိဆိုတင်ဆက်သွားမှာပေါ့နော် ဖိုးလက်ထဲရောက်လာတဲ့ပုံမှာတော့ဟိုကောင်းကောင်းမွန်မွန်လေးပန်းကလေးတွေလိုပဲပေါ့နော်ဟိုပြန်လဲပြီးတော့ပို့ပြီးတော့မှပွင့်လန်းလာအောင်ဝင်လို့ရရေလောင်းပေါင်းတင်ပေးရတဲ့အတွက်ဟိုကိုကလည်းဂယူးတစ်စိုက်လေးနဲ့ထပ်ပြီးတော့မှပြိုးထောင်ပေးတဲ့ပုံစံလေးပေါ့နော် ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ ဟုတ်ဝိုင်လေးတို့အားလုံးပေါင်းတချင်းအာအတွဲတချင်းတွေလည်းဆိုမယ်ပြီးတော့ကိုပိုင်တချင်းလေးတွေရောနောက်ပြီးတော့အဓိကတော့ဆရာရေးထားတဲ့တချင်းလေးတွေပေါ့နော်ဆရာရဲ့အောင်မြင်ခဲ့ပြီးသားတချင်းတွေရမှာဆရာပြန်ရွေးထုတ်ပေးထားတဲ့လက်ရွေးစင်တချင်းလေးတွေကိုအာဒီပွဲမှာဖြောပြီးတင်ဆက်သွားမှာဖြစ်ပါတယ်ဟုတ်အဲအကြိုက်ဆုံးတချင်းဆိုရင်တော့လေထဲကဖျောင်းနိုင်ဆိုတဲ့တချင်းလေးပေါ့နော်ဒီတချင်းလေးကအာရှေ့မှာလည်းအဆိုတော်အကြီးတွေကလည်းစုထားပြီးပြီးဆိုတော့ဝိုင်လေးကလည်းဒီနေ့ဒီပွဲမှာလည်းတည်တည်ချာချာလေးအာတီဆိုတင်ဆက်သွားမှာပေါ့နော်ဘာလို့ဆိုတော့ဆရာရဲ့တချင်းတွေအကုန်လုံးကတကယ်ကိုခံနေဝင်တချင်းတွေအောင်မြင်ခဲ့ပြီးသား ားချင်းနေဖြစ်တဲ့အတွက်တချင်းရဲ့အရသာလေးလည်းမပြတ်သွားအောင်လို့ပြီးတော့ဒါဆရာရဲ့ဟို55နှစ်ပြည့်ပေါ့နော်ဒီဂီတတက်တန်းမှာဂုံပြုတဲ့အဲအတွက်လည်းပါဝင်တည်ဆိုပေးတာဖြစ်တဲ့အတွက်ဒီတချင်းလေးကိုတံမိုးထားပြီးတော့တည်ဆိုသွားမှာဖြစ်ပါတယ် အော်တချင်းကတချင်းတိုင်းရတော့ဗောနော်ကိုပိုင်းတချင်းအစ်စ်ဖန်တီးတာထက်ဒီလိုပြန်ဆူတေးတွေရတော့အရန်ကိုတာဝန်ကြီးတယ်အဲဒါကတော့ဒါဆရာရဲ့အဖြတ်ကျော်မှုတောက်လျှောက်မှာဗောနော်ဆရာကိုဂွန်ပြူတဲ့အနေနဲ့ဆရာကိုယ်တိုင်လေးရွေးချယ်ပြီးတော့မှအဲတင်ဆက်ခိုင်းတာဖြစ်တဲ့အတွက်ဝိုင်လီတို့အနေနဲ့လည်းအဲစကလုံးတိုင်းမှာသူ့ရဲ့လေးနက်တဲ့ဒိတ်ပဲလေးတွေပေါ်လွင်အောင်ကြိုးစားတည်ဆို့တင်ဆက်သွားမှာဗောနော်ဒါပေမဲ့တချင်းကမူရင်းတချင်းအဆိုရှင်ကတော့ဒီတချင်းကိုပထမအဦးဆုံးဖန်တီးတာဖြစ်တဲ့အတွက်အဲ့ဒီအဆိုရှင်တွေကတော့ဝိုင်လီတို့လိုက်မမီပါဘူးအဲဒါပေမဲ့ကိုပိုင်ဟန်လေး းနဲ့တချင်းရဲ့အရသာလေးမပြတ်သွားအောင် ပြီးလို့ရှိရင်ဒါဟိုကိုယ့်ရဲ့တချင်းမုံလေးစားတဲ့စိတ်ကလေးနဲ့ပေါ့နော်အဲတင်ဆက်သွားမှာ ဖြစ်တဲ့အတွက်အမားလေးတွေလည်းရှိကောင်းရှိနိုင်တယ်အဲ့ဒီပုံမှာလည်းပြည့်တက်တရားချစ်တဲ့စိတ်လေးနဲ့နားဆင်အားပေးဖို့အတွက်လည်းမျှော်လင့်ပါတယ် အဲတချင်းနေအကုန်လုံးတော့ဝိုင်းလေးကဟိုဟိုအရင်ကလေးကတချင်းချစ်သူဖြစ်တဲ့အတွက်အကုန်လုံးကိုသဘောကျနှစ်သက်ပြီးသားပေါ့နော်အဲ့ဒီပုံမှာကိုယ့်လက်ထဲရောက်လာတဲ့ပုံမှာတော့ဟိုကောင်းကောင်းမွန်မွန်လေးပန်းကလေးတွေလိုပဲပေါ့နော်ဟိုပြန်လဲပြီးတော့ပို့ပြီးတော့မှပွင့်လန်းလာအောင်ဝိုင်းလေးတို့ကရေလောင်းပေါင်းတင်ပေးရတဲ့အတွက်ဟိုကိုကလည်းဂယူးတစ်ဆိုင်လေးနဲ့ထပ်ပြီးတော့မှပြုတ်ထောင်ပေးတဲ့ပုံစံလေးပေါ့နော်အဲ့ဒီသဘောမျိုးလေးအနေနဲ့ဒီတချင်းလေးတွေကိုအဲခံစားပြီးတော့မှတည်ဆူတောင်းပါပါရှင်ဟာအဲဆရာနဲ့ပတ်သက်ပြီးတော့ဝိုင်းလေးတို့ဒီ24နာရီဆိုတဲ့တချင်းလေးဆိုလဲဆရာရဲ့ဒီဟိုရွေးချယ်ပေးထားတဲ့တချင်း င်းနေထဲမှာမှာကိုဖြိုးဖြိုးစုံနဲ့ဂျူးဝက်ဆိုခဲ့တဲ့တခြင်းလေးပေါ့နော်အဲအဲ့တခြင်းလေးလည်းဆိုခဲ့တယ်ပြီးတော့အမှန်အရဆုံးဆိုလို့ရှိရင်တော့ငရုတ်သီးတခြင်းလေးပေါ့နော်ငရဲ့ရဲ့နဲ့ပိတ်ကလာပုံစံလေးကခေတာတာချင်းကရဒီတခြင်းလေးဆိုလို့ရှိရင်လည်းဆရာစီကအရင်ကတည်းကတခြင်းလေးဝယ်ချင်တာကြာပြီပေါ့နော်ဒီငရုတ်သီးတခြင်းဆိုလို့ရှိရင်လည်းနှစ်ပေါင်းများစွာကြာပြီးတော့မှအာဆရာစီကနေပြီးတော့မှရခဲ့တဲ့တခြင်းလေးတစ်ပုဒ်ပါအဲ့တခြင်းလေးကိုလည်းဝင်လေးကအင်းအခုဆိုလို့ရှိရင် YouTube မှာဆိုလည်းမီလီယံနဲ့ချီနေပြီပေါ့နော်ဒါပေမဲ့ကလေး နော်အားပေးကြတယ်ပွဲရီမှာဆိုလို့ရှိရင်လည်းအများနဲ့တောင်းကြတယ်ဆိုတော့အဲဆီယန်နဲ့ဆိုရင်မမဲ့ရဒီငရုတ်သီးတချင်းလေးရတော့အမှတ်အရဆုံးပါပဲဟုတ်ငရုတ်သီးလိုမျိုးငရုတ်သီးလိုမျိုးမင်းရဲ့ချစ်ကုန်းမရှာ โอเคအာဆရာဆိုလို့ရှိရင်လည်းတပည့်တွေအများကြီးရှိတယ်ကိုဟိုရင်းနေတဲ့တပည့်တွေအများကြီးရှိတယ်အောင်မြင်တဲ့တပည့်တွေအများကြီးပဲပေါ့နော်အဲ့ဒီထဲမှာမှလည်းဝမ်လေးကိုလည်းမမေ့ရကလေးဆရာဟိုဖိတ်ခေါ်ပေးတဲ့အတွက်လည်းဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အာပြီးတော့ဆရာရဲ့တခြင်းလေးတွေကိုလည်းအခုလိုတီဆိုခွင့်ပေးတဲ့အတွက်ပေါ့နော်အဲတကယ်ကိုရင်းနေရနေတန်ဖိုးထားပြီးတော့အာတေချာလေးကိုအဲတီဆိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဂီတတက်တန်းမှပြောရရင်ဝမ်လေးတို့ဆရာရဲ့ဂီတတက်တန်းဝမ်လေးတို့အသက်ထက်တောင်မှအများကြီးပို့ပြီးတော့ဟိုများရဲပေါ့နော်အဲ့ခါကျတော့လေးစားအားကြတဲ့ကိုယ့်ရဲ့ ရာလည်းဖြစ်တဲ့အတွက်အများအားဆရာဆရာဒီစကလုံးနေစာသားတွေအများအားတင်ယူလေးလာဖြစ်ပါတယ်အဆရာလည်းဒီထက်မကပေါ့နော်ကိုယ့်ရဲ့ဂီတဟိုတတန်းမှာလည်းကြမ်းကြမ်းမာမာနဲ့ဆက်လက်ပြီးတော့တချင်းကောင်းနေအများကြီးဖန်တီးနိုင်ပါစေလို့လည်းစုမွန်ကောင်းတောင်းလိုက်ပါရှင်။အော်ဆရာနဲ့တချင်းဆိုပြိုင်ပွဲမှာတော့အဆုံးမှုတယ် ဆုံးဘူးရဲ့ဝိုင်းလေးတို့ဒီဂီတတကားလေးဖွင့်မအောင်မှာထင်တယ်ပါတယ်ဆရာနဲ့တွေ့ခဲ့ဦးတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲအဲ့တော့တော့ငငယ်လေးရှိသေးရဲ့ပေါ့နော်ပြီးတော့ဆရာနဲ့တွေ့တော့လည်းပြိုင်ပွဲပြီးတဲ့အချိန်ကြတော့မှဆရာအိမ်မှာတချင်းလေးတွေအဲ့လိုအခွေလုံးမယ်ဆိုပြီးတော့မှတွေ့ဖြစ်ခဲ့ကြတာဆိုတော့လေအာဆရာနဲ့ကဘယ်ချိန်တွေ့တွေ့အများအားတခုခုရတယ်ပေါ့နော်ဆရာနဲ့စကားပြောလိုက်တိုင်းဘန်ကောက်မှာဆိုလဲဆရာနဲ့ဆုံဖြစ်ကြတယ်ပေါ့နော်ဆိုတော့ဆရာနဲ့ထမင်းဆိုင်စကားပြောလိုက်တိုင်းမှာဟိုဆရာတချင်းလေးတွေဘလို့ရေးခဲ့တယ်အာပြီးလို့ရှိရင်ဟိုဆရာတုံးတုံးနဲ့စကားလုံးလေးတွေအတွေးခေါ်လေးတွေအားစအများအားဝိုင်းလေးတချင်းရေးဖို့အတွက်ကို message တခုခုအမြင်ရတယ်ပေါ့နော်ဆိုတော့ဆရာစီကတော့အမြင်အသိရပါတယ်ဟုတ်တခြင်းနေရာပြန်ဆိုတဲ့အခါမှာတော့ဟိုဝိုင်းလေးကိုတိုင်စိတ်ကြယူရတဲ့တခြင်းလေးတွေလည်းပါတယ်ပြီးတော့အခုလို့ဆရာယူပေးတဲ့ခြင်းလေးတွေလည်းပါတယ်ဆိုတော့လေအဲလိုအရင်ကန်တွင်အရင်ကြီးတဲ့တခြင်းတွေကြောင့်ယူရမှာကြောက်တယ်ပေါ့နော်အဲဒါမဲ့ဒါဆရာယူပေးထားဖြစ်တဲ့အတွက်စိတ်ချလက်ချတော့ဟိုလေ့ကျင့်ပြီးတော့ဆုံးပါပါ ဆရာတော့ဟိုတွေးလိုက်တိုင်းလူငယ်လိုပဲလေလွတ်လွတ်လပ်လပ်နဲ့ပြောတယ်အမှုပညာဆိုတာလွတ်လပ်မှဖန်တီးလို့ကောင်းတာပေါ့နော်ဆိုတော့ပြီးတော့စာဖတ်အားပေါ့နော်ဆရာတို့ကြတော့ဟိုတကယ်ကန်တွင်အဲတချင်းတွေလည်းရေးခဲ့ပြီးပြီးစကနုံးအသုံးတော့အစလူငယ်တွေဒီဘက်ရေးတဲ့တချင်းတွေထပ်ပို့ပြီးတော့ထင်ကြံခဲ့တဲ့ကြောက်ဆောင်တွေပေါ့နော်ဆိုတော့အဲဝန်လေးတို့အဲလိုင်းစီးမလားကြောက်ဆောင်ကြောက်ဆောင်နဲ့တွေ့မလားဆိုရင်တော့ကြောက်ဆောင်ပဲဖြစ်ချင်တယ်ပေါ့နော်အဲ့တော့ဟိုပပင်းဒီလိုမျိုး training ဖြစ်တဲ့စကလုံးတွေထပ်ဒီလိုဆရာတို့လိုခိုင်မာပြီးတော့မှအဲနှစ်တည်းအများကြီးကြာရှည်ခံတဲ့လူပညာကြံရှိတဲ့တချင်းလေးတွေယူတော့မြန် န်းဖန်တီးဖို့ဆရာဆရာတည်ယူဖြစ်ပါတယ်အဲတချင်းလေးလည်းရှိပါတယ်ဆရာတချင်းနောက်ထပ်တချင်းလေးထွက်လာဖို့လည်းရှိပါတယ်2026ထဲမှာပေါ့နော်ဆိုတော့အဲကြလို့ရှိရင်လည်းပြဿနာတွေအားပေးပါအောင်အွန်ဝိုင်းလေးကလည်းကိုရိုင်းရေးတဲ့အရာလေးကိုအားတာတယ်ပေါ့နော်ဒါပေမဲ့ဒီဒီတချင်းမင်းရဖြစ်တာတော့နှစ်တွေတော့တော်တော်ကြာခဲ့ပါပြီအာပြန်ရေးဖို့လည်းလုံးလုံးစေတော့ အဲမရှိသေးပါဘူး။ဘာလို့ဆိုတော့ဝိုင်းလေးပြောသလိုပဲပေါ့နော်။နုပညာဆိုတာအဲ creation ကောင်းဖို့ကကိုယ့်ရဲ့စိတ်တွေကြည်လင်ရမယ်။အရာအားလုံးကဟိုအဆင်ပြေနေရမယ်ပေါ့နော်။ဆိုတော့အခုလိုအခြေလေးမှာတော့ဝိုင်းလေးကတချင်းလေးတွေတော့မရင်းနိုင်သေးပါဘူး။ဒါပေမဲ့ကိုမရင်းနိုင်သေးတဲ့ကာလမှာရင်းနိုင်အားကောင်းတဲ့တေးရေးဆရာလေးတွေကိုလည်းအဲတချင်းလေးအထားရှိပါတယ်။အဲအဲတချင်းအစ်စ်လေးတွေလည်းထွက်လာဖို့လည်းရှိပါတယ်။အာဝိုင်းလေးအာကိုတေးရေးကိုဖိုးကရေးပေးထားတဲ့တချင်းကောင်းလေးတစ်ပုဒ်နှင်းမြို့ဆိုတဲ့တချင်းလေးလည်းမကြခင်ဒီအာအေးချမ်းနဲ့အေးတဲ့ရာဒီဥရုလေးနဲ့ကိုက်ညီမဲ့တချင်း အလွမ်းဆွေးသချင်းလေးနှိမ့်မြို့ဆိုတဲ့ချင်းလေးလည်းထွက်ဖို့ရှိပါတယ်ပြီးတော့ဒီနေ့ဆရာမင်းချစ်သူရဲ့ဒီ55နှစ်ပြည့်ဂီတတန်း55နှစ်ပြည့်ပွဲမှာလည်းအဲအခုလိုမျိုးပါဝင်သီဆိုခွင့်ရတဲ့အတွက်လည်းဆရာကိုကျေးဇူးအများကြီးတင်ပါတယ်သချင်းကောင်းလေးတွေလည်းအမြဲတမ်းအဲရတာမပြတ်သွားအောင်လို့ခံစားမှုအဲများစွာနဲ့တည်ဆိုသားမှာဖြစ်တဲ့အတွက်အားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်မြန်မာစတာပါစတာ